ဈေးသာစကားထဲမှာ test မစင်စားဘူးဆိုလို့ရှိရင် Pixel 9 ਈ မိုက်တယ်စင်ပြေတယ်ဒါပေမဲ့ဒီကောင်ကအဲ့လိုပြောရလောက်အောင် flagship level phone မဟုတ်နေဘူး mid range level phone ပတ်စံအရန်အများကြီးမသုံးကျင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားတဲ့ phone မြန်မာနိုင်ငံ phone market ထဲမှာအဲလူကြိုက်လဲအရန်ကြီးမများသလိုတိတ်လဲမတန်သလိုတိတ်လဲအပြစ်အပျောမခံရတဲ့ပြောမစို့အဖက်ကိုတိတ်လှုပ်ချင်းမခံရတဲ့ဖုန်းဘရန်တစ်ခုရှိလေရဲ့ အဲ့ခေါင် Google Pixel လို့ခေါ်တယ်เนาะ Google Pixel Phone နေတဲ့မှာမှ လူစိတ်ဝင်စားမှုအ ਨੇ ဆုံးနဲ့မတန်ဆုံးနဲ့ပြင်းစီဟာအကောင်းဆုံး lineup ကိုပြောပါဆိုလို့ရှိရင်တော့ Pixel 9 ਨੇ lineup ပဲဘာလို့များပြင်းစီဟာကောင်းနေလဲဒီကောင်မှာဘာပြည့်စုံလို့လဲကြည့်လိုက်အောင်ဆိုတော့ဒီနေ့ဗီဒီယိုဖျက်မြောက်ရေးအတွက် review နဲ့ကို Mobile Gallery Bangkok ကနေပြီးတော့ကူညီပေးထားပါတယ်။အခုလိုမျိုးကွက်ပြောက်ဖုန်းလေးတွေကို ရန်ကုန်မှာပဲဖြစ်ဖြစ်เนาะဘန်ကောက်မှာပဲဖြစ်ဖြစ်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင် Mobile Gallery Bangkok ကခင်ဗျားတို့အတွက်ဖြစ်လိမ့်မယ်။အဲ့ဒီကကိုကြီးကသူကဝါသနာရှိရင်ဆိုတော့စုံရှိတယ်။ Okay ပထမဦးဆုံးဥွှင်နိုင်တဲ့အချက်ကိုစပြောမယ်။ Google ရဲ့ Pixel ဆိုတာเนาะဈေးသက်သာတဲ့ဖုန်းတွေကိုထုတ်တဲ့ဖုန်း brand မဟုတ်ဆိုလို့ချင်တာကဈေးမသက်သာတဲ့ဖုန်း brand ကနေပြီးတော့ထုတ်တဲ့ဈေးသက်သာတဲ့ model ဆိုတာအမြဲတမ်းဥွှင်နိုင်လေးရှိတယ် ဥပမာအားဖြင့် iPhone 16e ပဲကြည့်ကြည့် Apple ဆိုတာဇေတသက်တဲ့ brand မဟုတ် Apple ရဲ့ iPhone နေသည်ပြောရမှာဆိုလို့ရှိရင်တော့နည်းနည်းဈေးကြီးတဲ့ဘက်ကိုသွားတယ်အဲအဲ့လိုဈေးကြီးတဲ့ကောင်တွေကဈေးသက်သာတဲ့ version ထုတ်လိုက်ရင်မှန်တယ်သူတို့ရဲ့ဈေးကြီးတဲ့ကောင်တွေလောက်တော့ဈေးမကြီးဘူးဆိုပေမဲ့ဈေးကတော့ကြီးမြဲကြီးနေသေးပဲသူတို့ရဲ့ brand image နဲ့သူတို့ရဲ့ brand positioning နဲ့ပေါ်မှာလိုက်ပြီးတော့ပေါ့နော် ဒါပေမဲ့ဒီကောင်က iPhone 16e လောက်တော့ရုပ်တော့မပေါက်ဘူးရဲ့ဒီကောင်မှလည်း तू ကောင်းတဲ့အချက်လေးတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီဖုန်းကို general public ကိုတော့ recommend ပေးလို့မရဘူး okay ဆိုတော့အစင်လိုက်ပဲကျွန်တော်တို့ပြောရအောင်ပါနော် build quality နဲ့ design နဲ့စပြောမယ်အာဒီဘိုင်းကတော့ကျွန်တော်ဒီဖုန်းမှာတော်တော်ကြိုက်တဲ့အပိုင်းပဲခင်ဗျားတို့တော့ဘယ်လိုထင်လဲမသိဘူးကျွန်တော်ကတော့ဒီလိုနည်းနည်းခက်ထူထူခက်ပြစ်ပြစ်ကလေးသိမလားအော် compact လေးခက်ပြစ်ပြစ်လေးနဲ့အနောက်မှာ ဒီလိုမျိုးကင်မရာဘတ်လုံးဝမပါတဲ့လွတ်ကိုအရန်ကိုသဘောကျတယ်ဘေးဘက်ကဘောင်တွေကအလူမီနီယမ်ဘောင်တွေအနောက်ဘက်ကကောင်ကကျတော့ပလတ်စတစ်ဒီကောင်က glass မဟုတ်ခောက်ကြည့်ရင်လည်းသိတာတယ်ဗောနော်ဒါပေမဲ့ပလတ်စတစ်လို့ကျွန်တော်မပြောသေးရေခင်ဗျားတို့ပလတ်စတစ်လို့သိကျင်မတော့သိလိမ့်မယ်အဲ့လောက်ထိ build quality ကကောင်းတယ်အဲမသိရင် तू ကနည်းနည်းဘယ်လိုခေါ်မလဲ matte finish လောက်ထားတဲ့အာ glass လေးကိုခံစားရတယ်အဲ့ဒါလေးကတော်တော်မိုက်တယ် ပြီးတော့ဗျာနော်ကင်မရာဘက်မပါတဲ့ဖုန်းအခု2025လို့ခင်ကြီးရဲမှာဘလောက်တောင်မှရှားလိုက်တယ်လေမကင်မရာဘက်မှာတော့ဒီကောင်ကင်မရာမကောင်းလားဆိုတော့ pixel နော်ဆိုတော့သူနည်းသူဟန်နေတော့ကောင်းတယ်ကင်မရာတခုပဲတခုပဲနော် pixel ဖုန်းတွေမှာကျွန်တော်အမြဲတမ်းဖြစ်လေရှိတဲ့ပြဿနာပါလဲဆိုတော့သူ့ရဲ့ခလုတ်ရမ်းမာလွန်းတယ်လို့ခံစားရတယ်အဲ့ဒီ feel ကိုကြိုက်တဲ့သူလဲတော့ကြိုက်တာပါနော်ပြီးတော့သူ့ရဲ့ ပါဝါဘတ်တန်ကအပေါ်မှာအဲ့ဒါလည်းသူများနဲ့ပြောင်းမြန်ပါเนาะနည်းနည်းလေးတော့ used to ဖြစ်အောင်လို့နည်းနည်းကြင့်ယူရတယ်သူရဲ့မာလွန်းတဲ့ခလုတ်တွေရောပါဝါဘတ်တန်ပေါ်ရောက်နေတာလေးရောကနည်းနည်းလေးတော့ဥရွှဲနိုင်လိမ့်မယ်ဒါပေမဲ့လည်း음 pixel ကိုင်နေကြသူဆိုလို့ရှိရင်တော့ဒါစကားလေးထည့်ပြောနေကြမလို့ပါဘူးအရင်နှုံးကအတိုင်းပါပဲဆိုသူရဲ့အလေးချိန်က186 gram ရှိတယ်အထူးအကြတော့8.9 mm ရှိတယ်အဲသူရဲ့ size နဲ့ဆိုလို့ရှိရင်တော့အလေးချိန်ကတော့ပုံမှန်ပဲနည်းနည်းလေးပိုးတဲ့ဘက်ကိုနည်းနည်းလေးတွားတယ်လို့ပြောလို့ရတယ် ါပေမဲ့ထူတာတော့ထူထူလေးဆိုတော့လက်ထက်မှာကန်ရတာလုံးလုံးလေးချစ်ချစ်ကလေးနဲ့ကန်ရတာတော့တော်တော်လေးအနှစ်ကျတာတော့အမှန်ပဲသူရဲ့ဒီဘေးပေါင်တွေကလည်းနည်းနည်း square ဖြစ်တယ်ဆိုပေမဲ့เนาะ look and feel အရာမှာတော့အာ square ဖြစ်တယ်ဆိုပေမဲ့ဒီဘေးပေါင်လေးတွေအနားတက်ပေးထားတာလေးတွေကလည်း Samsung ဖုန်းတွေမှာလိုမျိုးကျန်းရှာရှာကြီးဖြစ်နေတာမျိုးမရှိဘူးလက်ထက်မှာလာထိုးထိုးထောက်ထောက်ကြီးဖြစ်နေတာမျိုးမရှိဘူးဒီပေါင်တွေကလည်းအဆင်ပြေတယ်ဒီပေါင်တွေကလည်းအဆင်ပြေတယ်တော်တော်လေးအဆင်ပြေတယ်အဲပေါင်တွေမှာအဆင်မပြေတာတော့ဒီအရှိတ်ဘက်ပေါင်ကြီးပဲ ကြည်စမ်းပါအောင်ဗျာဘယ်တော့ရုပ်ဆိုးလိုက်တယ်လဲဆိုတာဒီတိုင်းဆိုတိတ်မသိတာဘူးမျိုးဖွင့်ပြအောင်မယ်ရော့ဘိုင်လေဘာလို့ဘောင်ရအလောက်ထူနေရတာလဲဘောင်ကထူတာမှတော်တော်ကိုထူပြီးတော့သူကဘေးဖယ်ညာရောအပေါ်အောက်ရောအကုန်လုံးကညီလူညီမျှထူတာကျုပ်ကတော့ဆိုးတယ်ဒါပေမဲ့တက်တက်ရဲရဲလေးဆိုးတာပေါ့နော်သူပြောဆိုးတာလေးကတမျိုးလေးစမ်းတော့စမ်းကြကျွန်တော်ကဒါ Google တမင်ကိုတမင်တက်တက်ကိုသောက်ချင်းယူထားလို့ထင်တယ်သူတို့ရဲ့ Pixel 9 series နဲ့ 9A နဲ့ differentiation factor အနေနဲ့ဒါကိုတမင်ကိုထည့်ထားလို့ထင်တယ်ဗောနော်အဲဆိုတော့အဲ့ဒါကတော့ဒီဖုန်းရဲ့အကြီးမားဆုံးသောအားနည်းချက်လို့ကျွန်တော်ထင်တယ် premium product တစ်ခုကိုခံရတယ်လို့မခံစားရတော့ဘူးဗောနော်တခြားအပြင်ကနော် build material လေးတွေရောသူ့ရဲ့ display quality ရောအဆင်ပြေတယ်နော် UI experience လည်းအဆင်ပြေတယ်ထွေအဲ့ ေါင်ကအဲ့လိုကြီးနေတာတတို့ကို experience ဆိုတတို့ကိုအနှောက်ယှက်ပေးတာအသားကျသွားပြီเนาะကြည်ရတာအဆင်ပြေသွားပြီဆိုလို့ရှိရင်เนาะမိုက်တာပေါ့เนาะ good for you ပေါ့ကျွန်တော်တော့အသားမကျအောင်ဒီကောင်စက်ခိုင်နေကျွန်တော်တော်ကြာပြီပင်နီးနေမှာအသားမကျအောင်ကြီးလို့ကြီးတာ okay performance အကြောင်းကိုဆက်မယ်ဒီဖုန်းကအာ Google ရဲ့ဖုန်းဖြစ်တဲ့အတွက် Google ရဲ့ custom SoC ပေါ့နော် so called custom SoC အာ Tensor G4 ဆိုတဲ့ကောင်ကိုတုံးထားတယ် အာ Pixel 9 series Pixel 9 9 Pro เนาะ Pixel 9 Pro Fold XL ရှိသမျှတော့သူရဲ့9 series အကုန်လုံးမှာတုံးထားတဲ့ SoC ကိုပဲတုံးထားတာဆိုတော့ကသူရဲ့ performance ကဘယ်လောက်ရှိလဲလို့အကြံဉာဏ်အဖြစ်ပြောရမယ်ဆိုလို့ရှိရင် Snapdragon 8S Gen 3ထက်နည်းနည်းလေးပိုညံ့ဆိုလိုချင်တာက uh flagship level soc မဟုတ်ဘူး mirage level soc flagship level ဖုန်းတွေမှာအဲ့ဒီ soc တုံးတာတော့နည်းနည်းရုပ်ပေါက်တယ်ဆိုပေမဲ့ဒီလောက် level ဖုန်းမှာကျတော့ဒါတင်းတင်းလျောက်ပတ်တဲ့ soc လို့ပြောရမှာပေါ့နော်အာ price to performance ကောင်းတဲ့ဖုန်းတစ်လုံးတော့ဖြစ်သွားမှာမဟုတ်ဘူးခင်ဗျ Redmi တွေတော့မှီမှာမဟုတ်ဘူးဆိုပေမဲ့ Pixel တွေမှာဆိုရင်တော့ price to performance လေးကမဆိုးဘူးလို့တော့ပြောလို့တော့ရတာပဲဒါသူ့ရဲ့ Tamen control bind တွေပါတယ်အဆင်ပြေတယ်ဟောဒီမှာ um 3D Mark Extreme Wildlife Stress Test ရက်စတီကြီးကြီးလိုက်ပြီးတော့နေတူတူကနော်ဖုန်းသုံးရတာဘာညာပို့ရတာဆွဲရတာ app အဝင်အထွက်တွေမှာဘယ်ကိစ္စတစ်ခုကမှထင်ငွတ်နေတယ်လို့ခံစားရမှာမဟုတ်ဘူးခင်ဗျာ game ကြီးကြီးမားမားဆော့ပြီဆိုလို့ရှိရင်တော့음เนเนလေးထိလိမ့်မယ်เนเนလေးဥပမာ Genshin Impact ကို setting အမြင့်ဆုံးနဲ့ဆော့မယ်ဆိုလို့ရှိရင်တော့ Snapdragon 8 Gen 3တို့ Snapdragon 8 Elite တို့အဲကောင်တွေကိုတော့ခြေပြားကိုမိမှာမဟုတ်ဘူး ဒါပေမဲ့ game ဆိုတဲ့သူကလည်း Google Pixel ကိုမွဲဘူး Google Pixel ဝယ်တဲ့သူကလည်း game မဆိုဘူးအားလီကိုမြင်မြတ်ထားဖို့လိုတယ် Okay battery battery ကတော့နည်းနည်းလေးထူဆန်းတယ် Pixel phone တွေကအများနဲ့ battery သေးလေးရှိတယ် iPhone တွေလိုပဲဒါပေမဲ့ဒီနှစ်မှာဒီကောင်က9100 mAh battery ကိုထည့်ပေးထားတယ်9100ဆိုတဲ့ size နဲ့ဒီ6.3 inches သူ့ရဲ့ body size နဲ့ကပြောရရင်တော့ပုံမှန်ပဲဆိုပေမဲ့ Pixel ရဲ့လောကမှာကျတော့ဒါ Acer တုံးကြီးဖြစ်နေပြီ အခုချိန်ထိတော့ဆီလီကွန်ကာဗွန်ဘက်ထရီသုံးနေတာမဟုတ်သေးဘူးဒါပေမဲ့တော်တော်ဒိုးတက်လာတယ်လို့ပြောရမှာပေါ့နော်သူရဲ့ဒီနည်းနည်းလေးထူပြစ်လေးဖြစ်နေတဲ့အထဲမှာနေရာတော်တော်များများကိုဘက်ထရီနဲ့ဒီကောင်နေရာဖြည့်ထားပုံရတယ်ဒါပေမဲ့နော်အော်ဆီလီကွန်ကာဗွန်ဘက်ထရီကို 6000mAh ကိုဖုန်းသေးသေးလေးမှာထည့်ထားတဲ့တရုတ် brand နေနေတော့သွားရှင်လို့မရဘူးဟိုကတီးလွတ်လိုက်လိမ့်မယ်ငိုပြီးတော့ပြန်လာလိမ့်မယ်ပေါ့နော်ဒီကောင်ကဘက်ထရီခံလာလို့မင်းရင်တရက်ကတော့ကောင်းကောင်းခံတယ်ညာနေကြမလို့ဘူးဒါပေမဲ့တရဖုန်းတွေကိုတော့မမီဘူးအသွင်းရင်လည်းထုံနေလကောင်းမယ် အဲအဒွန်းစပီနေနေနှီးတယ် wireless charging မရဘူးအဲ့ဒီပေါက်လေးတွေရှိတယ်။အော်နေ ਉ ပြောနေနေကြံခဲ့။အော်ဒီကောင် IP68 water resistant တော့ပါတယ်။ကောင်းတယ်ပေါ့။ Okay Pixel experience ကတော့ကျွန်တော်များများဆဆရှင်းပြနေကြမလို့ပါဘူးနော်။အော် minimalist ဖြစ်တယ်ဘာဘလော့ဝဲမှမပေါဘူး။ဘာမှမပါတာနည်းနည်း pixel experience ကနည်းနည်းပြင်းဖို့တောင်နည်းနည်းကောင်းလာပြီလို့ခံစားရတယ်ကျွန်တော်အနေနဲ့မှာ nothing os ကိုတောင်အခုတလောမှာနည်းနည်းပိုသဘောကျတယ်ပေါ့နော် pixel ရဲ့ approach ကနည်းနည်းလေးတော့ ပြင်းစရာကောင်းလာတယ်လို့ထင်တယ်အရင်တုန်းက Pixel exclusive feature တွေပါတယ်ဆိုတာရှိတယ်များများဆဆရှိတယ်အခုခေတ်မှာကျတော့ Google က Samsung နဲ့ collaboration တွေများပြီးတော့သူရဲ့ feature တွေတော်တော်များများ Samsung ဘက်ကိုပါရောက်နေတယ်ပေါ့နော် Pixel အတွက်အသီးသန့် feature ရဲ့လူများများဆဆမရှိတော့အာပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အကင်မရာမှာဆိုရင် Admi feature တွေပါတော့ပေါ့နော်အာနှစ်ယောက်ထဲရှိတယ်အဲ့နှစ်ယောက်ထဲက frame တစ်ခုထဲမှာဓာတ်ပုံရိုက်ရှင်တယ်ဒါပေမဲ့အပြင်က တခြားရိုက်ပေးမဲ့သူကိုလည်းအကူအညီလက်တောင်းလို့မရဘူးအကူအညီတောင်းစရာလူလည်းမရှိဘူးအဲ့လိုအခြေအနေမျိုးမှာအာသူရဲ့ admin feature တွေပါတယ်အဆင်ပြေတယ်ပေါ့နော်ဒါ pixel 9မှာပြောခဲ့သမျှ feature တွေပါပဲအဲ့ဒီ feature တွေအကုန်ဒီမှာပြန်ပါတယ်ဗျာဒါပဲမမဆဆာထူးထူးဆန်းဆန်းမရှိဘူးနည်းနည်းလေးပြင်းဖို့ကောင်းတယ်လို့ခင်ဗျားတို့ထင်ကောင်းထင်ရင်ထင်နေမယ်ဒါမှမဟုတ်ဒီ pixel experience ကိုပဲကိုးကွယ်နေတဲ့သူတွေလည်းရှင်းကောင်းရှင်းရှိလိမ့်မယ်နည်းနည်းလေးအဆုံးရောက်တယ်ကျွန်တော်အနေနဲ့မှာတော့ clean ဖြစ်တာကိုသဘောကျတယ် blurry တွေမပါတာကိုသဘောကျတယ် snappy ဖြစ်တာကိုသဘောကျတယ်ဒါပေမဲ့ တစ်ချိန်တည်းမှာပဲနည်းနည်းလေး boring ဖြစ်တယ်လို့လည်းစပြီးတော့ထင်လာပြီ။ Okay ဒါတော့ဆိုလို့ရှိရင်ဒီဖုန်းကိုကျွန်တော် Buffalo recommend ပေးရခတ်တယ်လဲဆိုတဲ့မိကုံးကဖြီးပြီးသားဖြစ်သွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်။ဒီဖုန်းကမကောင်းတော့ဆိုမဟုတ်ဘူး။ကောင်းတော့ကောင်းတယ်တော်တော်ကောင်းတဲ့ထဲမှာလည်းပါတယ်။တော်တော်လေးလေး unique ဖြစ်တယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူ့ကိုဖျက်နေတာသူ့ရဲ့ဈေးဖြစ်နေတာပေါ့နော်။သူရဲ့ဈေးကတော့26သိန်း28သိန်းအဲ့ဒီဝင်းကျင်လောက်မဟုတ်ဘဲနဲ့သိန်း20ဝင်းကျင်လောက်ဆိုလို့ရှိရင်အများကြီးပို့ပြီးတော့ဟို ကြည့်ပြောရှုပြောဖြစ်မှာပေါ့26သိန်းဝန်းကျင်လောက်နဲ့ budget ဖုန်းလို့ပြောရလောက်အောင်ကြတော့လဲ budget ကလည်းဖြစ်မနေ performance ကလည်းတိတ်ကြီးရလဲအရင်ညာလဲကောင်းမနေနော် camera ဘိုင်းဆိုလို့ရှိရင်လဲခင်ဗျားတို့အခုမြင်ရတဲ့ပုံစံတိုင်းပဲပေါ့နော်အရင်ကြီးတော့ကောင်းမှမနေဘူးဒါမှမဟုတ်စုပ်တော့လဲမစုပ်နိုင်ပြန်ဘူး pixel look and feel တွေထွက်သေးတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲ telephoto river တွေကလည်းမပါပြန်ဘူးဘလို့ပြောပြလို့ပြောပြရမှန်းမသိဘူးနည်းနည်းကြားသေးလေးရောက် UI နဲ့မှမှ clean ဖြစ်တာကိုလိုချင်တာလား။ Nothing ရဲ့ 3A ရှိနေတယ်ပေါ့နော်။အဲ့ဒီမှာမှကင်မရာကောင်းကျင်နေတယ်၊ telephoto လိုချင်နေတယ်၊ 3A Pro ရှိနေပြန်တယ်။ဒီကောင်ကကျတော့ဒီဈေးမှာ Nothing 3A series set တော့အများကြီးပို performance ကောင်းနေ၊ build quality ပိုကောင်းနေဆိုပေမဲ့ဒါလောက်သုံးနိုင်နေပြီဆိုလို့ရှိရင်နည်းနည်းလေးထပ်ဆိုင်လိုက်ပြီးတော့ Pixel 9 use လေးဝယ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အာ Pixel 8 Pro series ဝယ်လိုက်တာမျိုးပဲဖြစ်ဖြစ်အဲ့အမျိုးကဒီကောင်းထက်ပိုကောင်းတဲ့ရွေးချယ်စရာဖြစ်နေတယ် ဆိုတော့เนาะ2025ကြီးမှာအာကင်မရာဘက်မပါတာလိုချင်တာတို့เนาะဒီဒီလာဗန်ဒါအယောင်လေးကိုမှကြိုက်တာတို့ pixel ဖြစ်မှာတို့เนาะနောက်ဆုံးပေါ်ဖြစ်မှာတို့အဲအဲ့လိုမျိုးနည်းနည်းဥွှွန်နိုင်တဲ့ requirement တွေနဲ့မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကို recommend ပြီးဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ recommend မပေးလို့မကောင်းလို့လေမတင်စေချင်းခင်ဗျာဒီဖုန်းကိုကြိုက်တယ်သူများထက်နည်းနည်းလေးပို့ပြီးတော့ဈေးပေးရတဲ့နည်းနည်းလေးပို့ဈေးကြီးတဲ့အချက်လေးကိုခင်ဗျာခံနိုင်နေဆိုရင်တော့ ျွန်တော်ကောင်းကောင်းကြီး recommend ပေးရတယ်ဈေးစာစကားထဲမှာ test မစင်စားဘူးဆိုလို့ရှိရင် Pixel 9e မိုက်တယ်စင်ပြေတယ်ဒါမဲ့ဒီကောင်ကအဲ့လိုပြောရအောင် flagship level phone မဟုတ်နေဘူး mid range level phone ပတ်စံအရန်အများကြီးမသုံးချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားတဲ့ phone ပတ်စံအများကြီးမသုံးချင်တဲ့သူတွေအတွက်ကြတော့ဒီတဲ့ပူတန်နဲ့ဒီတဲ့ပူ specialized ဖြစ်တဲ့ဒီတဲ့ပူပြီးတော့နေရာတနေရာမဟုတ်တဲ့နေရာမှာပိုကောင်းတဲ့ phone အများနဲ့ရှိတယ်ဆိုတော့ all rounder မှာတော့အဲတိတ်မတန်ဘူးပေါ့ ဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့ခင်ဗျားတို့ရဲ့အမြင်ကရောဘယ်နဲ့ရှိတော့အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံမြင်မြန်သားလို့ရပါတယ်โอเคနောက်နေ့မှတွေ့ကြပါဦး